ကာမဒသုတ်ဒါဝတိမျိုးမှာမြတ်စွာဘုရားသရင်30ကာမဒဆိုတဲ့နတ်သားကမြတ်စွာဘုရားကိုလာလျှောက်တယ်ဒုက္ကရံဘဂဝါသုတ်ဒုက္ကရံဘဂဝါမြတ်စွာဘုရားတမနာဓမ္မံယဟန်တရားဆိုတာဟာဒုက္ကရံပြုလုံနိုင်ဖို့ခဲရင်ပါတယ်ဗျာယန္တရားဆိုတာကလုံနိုင်ဖို့ခဲရင်ပါတယ်ဗျာသုတ်တော်ကရံယန္တရားဆိုတာတော်တော်ကိုအလွန်ခဲရင်ပါတယ်ဗျာလို့ပြောတယ်ဒီကမ္မရဏတာကအရင်ဘဝတုန်းကတော့သာသနာပေါင်းမှာ တရားအထုတ်ခဲ့တဲ့နတ်သားပေါ့တရားအထုတ်ခဲ့တဲ့နတ်သားကတရားအထုတ်တဲ့နေရာမှာနီလာနှစ်နီးရှိတယ်ပေါ့ကိလေသာများပြီဆိုရင်ပင်ပန်ပန်းမအထုတ်ရတဲ့အထုတ်ရတယ်ပေါ့ကိလေသာနည်းတယ်ဆိုရင်တော့ပေါ့ပေါ့ပါပါနည်းနည်းဖြစ်ဖြစ်ဟာချမ်းချမ်းသာသာအထုတ်ရတယ်ပေါ့ဒုက္ခပရိပဒာနဲ့ဒုက္ခပရိပဒာဆိုတာဒါကကိလေသာအနည်းများပုံမှာမူတည်တာပေါ့အဲသူကြတော့ကိလေသာများတဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့်နဲ့ပင်ပန်ပန်းမနဲ့ဒုက္ခပရိပဒာနဲ့သူကအကျင့်ကြံခဲ့ရတယ် ကျင့်ကြံတာနှစ်ပေါင်း30 20 30 40အထိကျင့်ကြံပြီမဲ့လည်းပဲသူကရှေ့တုန်းကဥပနိဒယလို့ခေါ်တယ်ပါရမီကမပါခဲ့တဲ့အတွက်ကြောင့်တရားထုမရခဲ့ဒါအချက်နှစ်ခုရှိတယ်နော်ပြောတာလေးမှတ်ထားတော့နော်တရားထုတဲ့အခါကျတော့ကိလေသာများရင်ဒုက္ခပရိပဒါကျင့်တဲ့နေရာမှာဒုက္ခရောက်တတ်တယ်ပင်ပင်ပန်းပန်းနဲ့ကျင့်ရတယ်အဲဘယ်လောက်ကျင့်ပြီမဲ့လည်းပဲရှေ့ကဘာဝနာဆိုတဲ့ဝိပဿနာဘာဝနာဆိုတဲ့ပါရမီပါလာပြီ နိဗ္ဗာန်ရောက်ဖို့ရာအတွက်ထောက်ပံ့ပါလာပြီဆိုရင်တော့ဒီဘဝမှာတရားတို့ရနိုင်တယ်အဲဝိပဿနာဆိုတဲ့တရားလေးအခြေခံလေးမှာရှေ့ကမပါခဲ့ဘူးဆိုရင်တော့ဒီဘဝမှာတရားတို့ရဖို့ရာနည်းနည်းခက်တယ်ပေါ့နော်ဒါကြောင့်သူကတဲ့ဝိပဿနာဆိုတဲ့အတိတ်ကပါရမီမပါခဲ့တဲ့အတွက်ကြောင့်တရားတွေကိုနှစ်ပေါင်း40 50အထိအားထုတ်ခဲ့ပေမဲ့လည်းသူကတရားတို့မရခဲ့ တရားတို့မရခဲ့တဲ့အခါကျတော့မြတ်စွာဘုရားကိုရောက်တယ်မြတ်စွာဘုရားရဟန်းတရားအထုတ်ဖို့နိဗ္ဗာန်ရဖို့အကြောင်းအကျင့်တွေကိုကျင့်ဖို့ဆိုတာတော်တော်ခက်ပါတယ်ဘုရားဆိုပြီးတော့သူကရှောက်တာရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကမိတ်နဲ့ဒုက္ကရံဝါပိကရဏိသေခာသီလသမာဟိတာထိတတ်တာတဲ့သေခသီလသမာဟိတာသီလနဲ့ပြည့်စုံကြတဲ့ထိတတ်တာတည်ကြည်တဲ့သဘောရှိကြတဲ့သေခာသေခပုဂ္ဂိုလ်9ယောက်တွေကတော့နော် တရားတော်တဲ့ကကြတော့ခက်ခဲပြီမဲ့လည်းပဲဒုက္ကရံဝါပြီးကရွန်ဒီခက်ခဲတဲ့ယဟန်တရားတွေကိုလည်းပဲလုံနိုင်ရပါတယ်ထိရောက်အောင်အောင်မြင်အောင် လုံနိုင်ရတယ်ခက်ခဲတဲ့ယဟန်တရားတွေကိုထိရောက်အောင်မြင်အောင်လုံနိုင်ရတဲ့သူတွေကဘယ်လိုလူတွေလဲဆိုတော့သီလသမာဓိတာအရင်ဆုံးသီလပြည့်စုံရတယ်ထိတတ်တာသမာဓိနဲ့တည်တည်ကြည်ကြည်သဘောတရားလည်းပဲရှိရတယ်သေခါလက်တွေလည်းပဲ ကျင့်ရတယ်အဲ့လိုပုံကိုယ်တွေကတဲ့ဘလောက်ခက်ခဲတဲ့အရာဖြစ်ပေမဲ့လည်းပဲကဲသူတို့တွေကအောင်မြင်အောင်လုပ်နိုင်ရပါတယ်တရားသူတရားအထုတ်တဲ့ဉာဏ်တရားဆိုတာကခက်ခဲပေမဲ့လည်းလုပ်နိုင်ကြတယ်ဒါကြောင့်ဦးဇင်းတို့စဉ်းစားကြည့်လိုက်တယ်တရားထုတ်တယ်ဆိုတာကတော့လွယ်တာမဟုတ်ဘူးရယ်နော်လွယ်လွယ်လေးမဟုတ်ဘူးပဲဒါပေမဲ့လည်းပဲလွယ်ခက်တာကိုလွယ်အောင်လုပ်ဖို့ခက်တဲ့လုပ်ငန်းတွေကိုလုပ်နိုင်ဖို့ဆိုတာကတော့ဘာအခြေခံကောင်းဖို့တော့လိုသေးတယ်အချိန်ယူရတယ်ပေါ့ကွာဦးဇင်းတို့အရင်တော့လည်းဒီကအသင်ခဲ့တဲ့နေရာမှာပါခဲ့ပါတယ် အဲသီလတွေကနေစိတ်ကြေကံရတယ်သီလပြီးတော့အိန္ဒိထိန်းတာတွေလောက်ရတယ်အိန္ဒိထိန်းတာပြီးတော့တတိတံပစဉ္ညတွေပွားများရတယ်သစဉ္စဉ္စဉ္ညလောက်ပြီးမှဥပဒနာကိုတက်ရတာလေဒါကြောင့်သီလလက်ပြည့်စုံမယ်တမာတိနဲ့တီတီကြီးကြီးလည်းရှိမယ်တရားလည်းတကယ်လက်ထောက်အထုတ်မယ်ဆိုရင်အထုတ်ပါများလာတဲ့အခါကျတော့ခက်ခဲတဲ့အလုပ်တွေတော့မှအောင်မြင်အောင်လုပ်နိုင်ရပါတယ်အနာဂါရိယုပေတ္တသဒါဒါတို့ရဖြေတော့ပြီးသွားပါပြီဒါမှမဟုတ်နောက်ထပ်ထပ်မေးဖို့ရတယ်မြတ်စွာဘုရားစကားစာလေးခြံထားခဲ့တာ အနာဂါရိယုပေဒတာအနာဂရိယလို့ခေါ်တဲ့ယဟန်အဖြစ်ကိုရောက်တဲ့ပုံကိုယ်တွေကတော့တဲ့တုတ်တိဟောတိဒုက္ခဝဟာပစ္စည်းလေးပါးမှာရောင်ရဲခြင်းဟာချမ်းသာတယ်။ယဟန်ဘဝမှာဆိုရင်ရောင်ရဲရင်ချမ်းသာတယ်။ပြောင်းပြန်ပြန်လာရင်ဘာဖြစ်မလဲ။မရောင်ရဲဘူးဆိုရင်ဆင်းရဲတယ်။ဥစဉ်တို့တကလည်းကြတော့ကုကေမှာပြော့ပြောင်းနေကြတဲ့ကားရှိမှအဆင်ပြေတယ်၊တိုက်ရှိမှအဆင်ပြေတယ်၊အဲဝတ္ထုငွေကြေးငွေတွေရှိမှအဆင်ပြေတယ်ဆိုပြီးတော့ပစ္စည်းလေးပါးရှိမှအဆင်ပြေတယ်လို့ပြောတာတကယ်တော့ပြောင်းပြန်ပြောနေကြတာ။ပစ္စည်းလေးပါးကမရှိလေချမ်းသာလေပဲ။ ကိုယ်မှာရတဲ့အခြေအနေလေးရတဲ့ရှိတဲ့ဟာလေးနဲ့ပဲဘာဖြစ်မလဲဆိုရင်တင့်တိန်နာရင်တင့်တိန်ရောင်ရဲခြင်းဟာရဟန္တာရဟန်းဘဝတရားတစ်ပါးအနေနဲ့ချမ်းသာတယ်မြတ်စွာဘုရားကြည်ပါလားမြတ်စွာဘုရားပြိဋိဘန္နာစံသွားတယ်55နှစ်လုံးနေသွားတယ်ကားရှိလားအဲရှေးခေတ်ကကားမရှိလို့မရှိဘူးလို့ပြောမယ်ဆိုဟုတ်ပါပြီအဲရှေးခေတ်ကအကောင်းဆုံးပြည့်ရင်ပြည့်တဲ့စင်ရှိလားနွားရှိလားလဲရှိလားမရှိပါဘူးမြတ်စွာဘုရားဘာမှမရှိဘူးနော်ငွေရှိလားမရှိဘူးရွှေလည်းပဲမရှိဘူးရဟန်းဘဝမှာချမ်းသာအောင်နေတဲ့မှာချမ်းသာတာ ရန်ဘွားမှာပစ္စည်းလေးပါးကိုပဲမိခိုးနေမယ်ငွေကြီးတွေကိုမိခိုးနေမယ်ဇိမ်ခံပစ္စည်းတွေနဲ့ပဲမိခိုးနေမယ်ကာမဂုဏ်တွေနဲ့ပဲမိခိုးနေမယ်ဆိုရင်ကာမဂုဏ်တွေကိုပဲရန်ရဲ့အနှစ်သာရလို့ယူဆမယ်ဆိုရင်ဒုက္ခရောက်တာများတယ်နော်ရန်ဘွားမှာဟိုတန်ခါတက္ကမတွေလောင်းလို့တဲ့စွန့်လေးနဲ့ပဲကျေနပ်မယ်အဲရှိတဲ့အစာအုပ်လေးနဲ့ပဲကျေနပ်မယ်မရှိဘူးဆိုရင်လည်းသစ်ပင်လေးနဲ့ပဲကျေနပ်မယ်ရတဲ့ဆေးလေးနဲ့ပဲကျေနပ်မယ်မရှိဘူးဆိုရင်နွားကျင်ငယ်ရည်နဲ့ပဲ အဲကျမ်းမာရေးအတွက်အဆင်ပြေအောင်နေမယ်ရှိတာလေးနဲ့ရေနှက်မှတာလေးရမ်းဘောဟာချမ်းသာတာဒီလိုစကားလုံးလေးကိုမြတ်စွာဘုရားကထည့်ပေးလိုက်တာနော်အဲလိုထည့်ပေးလိုက်တဲ့အခါကျတော့ဒုံလဘဘကွာယတိတံတုတ်တိကာမရဏသားကထအလျှောက်တယ်မြတ်စွာဘုရားအရှင်ဘုရားကတုတ်တိပစ္စည်းလေးပါးတွေမှာရောင်ရဲတယ်ရောင်ရဲတယ်လို့ပြောပေမဲ့လည်းပစ္စည်းလေးပါးမှာရောင်ရဲခြင်းဟာတဲ့ဒုံလဘလူတိုင်းမရနိုင်ဘူးဗျာလူတိုင်းကပစ္စည်းလေးပါးရောင်ရဲဖို့မလွယ်ဘူးခင်ဗျာမရနိုင်ဘူးဆိုတော့မလွယ်ဘူးပြောတာပါပဲရဖို့မလွယ်ဘူးဗျာအဲပြပါဇက်ကတာပြောရတာရောင်ရဲရောင်ရဲ ရှိတဲ့ပစ္စည်းတွေနဲ့ရောင်ရဲပါလို့ပြောပေမဲ့လည်းပဲရောင်ရဲတဲ့ပုံကိုလောကမှာရဖို့ခက်ခဲတယ်ဗျာလို့ရှောက်တာရှောက်တဲ့ကမြတ်စွာဘုရားကပြန်ဖြေတယ်ဒုံလပံဝါပိလပန္တိစိတ်တဥပသမေရတာယေတံတိဝါစရတောစဘာဝနာယရတိမနောယေတံမနောအချင်းယဟန်တရဲ့စိတ်မှာဒီဝါစရတောယစနေယောညယောဘာဝနာယရတောဟုတ်တယ်ဘာဝနာယကမထဘာဝနာတွေနဲ့မွေ့လျော်တယ် ကမ္မထဘာဝနာဆိုတာဘာလုပ်တာလဲဆိုတော့ညင်ညူကြောင့်ကိလေသာတွေကိုငြိမ်းအေးအောင်လုပ်တာညင်ညူကြောင့်ကိလေသာတွေကိုငြိမ်းအေးအောင်လုပ်နိုင်တဲ့ကမ္မထဘာဝနာတွေမှာနေရောညာရောပျော်တဲ့သူတွေကဒုံလပံဝံပိလပံဒီမင်းခုနပြောတဲ့ရနိုင်ခဲ့တယ်ရဖို့ခဲရင်တယ်လို့ပြောတဲ့ရောင်ရဲခြင်းကိုတို့တွေရအောင်လုပ်ကြတယ်ဒါဆိုဥစဉ်တော့နားလည်ပါတယ်ရရရောင်ရဲတယ်ရောင်ရဲတယ်ဆိုတော့ဘလို့လူတွေပဲရောင်ရဲတယ်လဲဆိုတော့ကမ္မထဘာဝနာနဲ့နေရောညာရောသူစိတ်လေးမှာပျော်ပျော်ပါပါဘာအပြောနေတဲ့ပုံကိုယ်တွေက အဲတော့ဟာတောက်ထိနော်တင့်တယ်ရောင်ရဲမှုတွေကိုသူတို့ကရအောင်လုပ်နိုင်ရပါတယ်ခက်တယ်လောကလူတွေတာမန်လူတွေကတော့ခက်တယ်ဒါပေမဲ့ယဟန်တွေအနေနဲ့တရားတွေတွေကိုတရားအသားကြသွားပြီတရားနဲ့ပြောသွားပြီဆိုရင်တင့်တယ်ညတယ်အရှင်ရတော့လည်းတွေ့ဘူးမှာပါဒီခါလေးတော့ထဲမှာနေတဲ့ဘုန်းကြီးတွေနော်တရားစင်မီဆွဲပေးတယ်ဟာတော့တော့မလာခဲ့နဲ့မလာခဲ့နဲ့တရားစင်မီဆွဲမပေးဘူးလားဆွဲပေးခံဘူးနော်ဒါကြောင့်ဆိုရင်ဖုံးလူတွေမလုံနဲ့မလုံနဲ့ဖုံးမယူခြင်းဘူးဖုံးမယူဘူးကားလာလူတွေကားတော့ဝေးတော်ဝေးသေးတယ်နော်ကားတွေလည်းလက်မခံဘူးဘာမှလက်မခံဘူး စွန်လေးစကမ်းပြီးတော့ရှိတာလေးနဲ့တင်းတိန်တာဘာဖြစ်လို့လဲတောထဲမှာသူတို့ကကမ္မထန်းနေတယ်အသားကြောင်လှုပ်ပြီးတော့ဒီကမ္မထန်းတရားတွေနဲ့ပဲပျော်နေကြတဲ့အတွက်ကြောင့်သူကဘာလဲဆိုတော့အစာပလာတွေတက်ပြီးတော့မလိုဘူးเนาะတင်းတိန်မှုနဲ့သူကနေနိုင်ရတယ်အဲ့လိုတင်းတိန်မှုနဲ့နေနိုင်ရတဲ့လူတွေဟာတဲ့စိတ်တဥပသမေရတာစကလုံးလေးတစ်လုံးခြံထားခဲ့တဲ့သာထပ်ပြီးတော့မေးဖို့ရာအတွက် စိတ်တဥပဒမေရထာယတတာအဲ့လိုတဲ့တရားတွေအထုတ်တယ်တရားသားကြပြီးတော့ပြောလာပြီပြောလာပြီဆိုတဲ့ကတည်းကရရှိတဲ့ပစ္စည်းလေးပါးနဲ့ပဲတင်းတိန်လာပြီရရှိတဲ့ပစ္စည်းလေးပါးနဲ့တင်းတိန်တဲ့သူတယောက်ဟာစိတ်တဥပဒမေရထာစိတ်ရဲ့ငြိမ်းအေးခြင်းမှာ ပြောသွားပြီခန္ဓာကိုယ်ရဲ့အပျော်တွေကိုမလိုက်တော့ဘူးစိတ်ရဲ့အပျော်နဲ့ပဲသူကနေတတ်သွားပြီဟုတ်လား ်ဦးဇင်းတို့တာမန်ပုထုဇဉ်တွေကတော့ခန္ဓာကိုယ်ရဲ့အပျော်တွေနဲ့ပဲနေကြတာနော်အဲရူပါယုံအပျော်တတယုံကန္နာယုံရတယုံဖုဒ္ဓဘာယုံအပျော်တွေနဲ့ပဲနေနေကြတာဟောတကယ်တရားတို့ရတရားရသွားပြီတန်တုတ်ဒီနဲ့နေတတ်တဲ့လူတွေကတော့စိတ်ရဲ့ငြိမ်းအေးမှုနဲ့ပဲပြောနေတတ်ကြပါပြီလို့မြတ်စွာဘုရားကမိန့်လိုက်တာမိန့်လိုက်တာကထပ်ပြီးတော့ရှောက်ပြန်ရောရောသမာဓံဘဂဝါယတိတံစိတ်တံအရှင်ဘုရားကစိတ်ရဲ့ငြိမ်းအေးခြင်းစိတ်ရဲ့ငြိမ်းအေးခြင်းလို့ပြောတယ်ဗျာဒါပေမဲ့အဲ့ဒီစိတ်ဆိုတာရောသမာဓံ ကောင်းကောင်းထားနိုင်ကိုရတော်တော်ခဲရင်တယ်ကမ္မထာအယုံမှာကောင်းကောင်းထားနိုင်ကိုဆိုတာခက်တယ်ထားနိုင်ကိုမလွယ်ဘူးလို့ရှောက်တာစိတ်အစိတ်ကိုငြိမ်းအေးဖို့မပြောပါနဲ့ကမ္မထာအောင်ထားကမ္မထာနဲ့မှာစိတ်ကလေးငြိမ်းရအောင်ထားနိုင်ဖို့တောင်မှမလွယ်ပါဘူးလို့ရှောက်လိုက်တာရှောက်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားကမိတ်မြန်ရောဒေါသမာတဟံဝါပိသမာတဟံတိဣန္ဒိယဥပရမေဥပသမေရတ္တာကမ္မရဏတယေတဲ့ အကျင့်ပုဂ္ဂိုလ်တွေဟာအိန္ဒိယဥပဒမေရတ္တအိန္ဒိရီတွေကိုထိမ့်နိုင်တဲ့ထိမ့်အိန္ဒိရီရဲ့ငြိမ့်သက်ခြင်းမှာရတ္တမွေးလျော်ကြပြီဆိုရင်ဟောမျက်စိမျက်စိတောင်းကြည့်မြောက်ကြည့်မကြည့်တော့ဘူးမျက်စိကိုဘာဖြစ်လို့ကိလေသာမျက်စိကနေကိလေသာအဝန်မခံမဲနဲ့မျက်စိကိုအငြိမ့်တက်လေရအောင်ခီသူကစူးစမ်းတယ်နားကနေကိလေသာအဝန်မခံမဲနားနားကိုလည်းနားကလည်းပဲအငြိမ့်တက်လေရအောင်စူးစမ်းတယ်နှာခေါင်းရှာကိုစိတ်ဆိုတဲ့အိန္ဒိရီ၅ပါးလုံးမှာ ဣန္ဒြေ6ပါးလုံးဘဝစိတ်ရောဆိုရင်နော်ဣန္ဒြေ6ပါးလုံးမှာကိလေသာဝန်မခံဘဲနဲ့ငြိမ်းအေးမှုမှာငြိမ်းအောင်လုပ်ပြီးတော့အဲ့ဒါတွေနဲ့ပဲပျော်တဲ့သူတွေကဒုသမာဒဟံတမာဒဟံဒီတဲ့ဘာလဲဆိုတော့ခုနကတော့ထားနိုင်ခဲ့တဲ့ကမ္မထာအာယုံမှာကောင်းကောင်းထားနိုင်သွားကြပြီ ဒါကြောင့်တစင်းညံ့တဲ့အရာဥစဉ်တို့နော်ဘာလို့ဆိုတော့ပင်လယ်ပြင်လိုပဲဆိုပြဲဆိုပါပြာဟောတာလားရှိတယ်ပင်လယ်ကတဖြည်းဖြည်းတဖြည်းဖြည်းနက်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 နေသွားတာနော်ဟိုကုနာကုနာကမ္ဘာအာယုံတန်းပြောဖို့ဆိုတာလွယ်တာမဟုတ်ဘူးရင်းဆုံးသီလာလေးလုံအောင်လုပ်သီလာလုံပြီးတော့အိန္ဒြေကိုထိနိုင်အောင်လုပ်အိန္ဒြေကိုထိနိုင်ပြီးပြီအိန္ဒြေကလည်းကိလေသာတွေမဝင်တော့ဘူးဆိုမှကမ္ဘာထံကိုအားထုတ်ရတာမြန်တာဟုတ်လားအဲ့လိုမဟုတ်ဘူးမျက်စိကလည်းတောင်ကြီးမြောင်ကြီးနားလည်းပဲတောင်နားထောင်ညောင်နားထောင်နှကောင်းအရှာကိုစိတ်အာကုန်လုံးကိုစိတ်ကိုဟိုပါပေါ့ပြစ်စကကနေတဲ့လူတယောက်ကတော့ခုနကတော့ကမ္မထမ်းမှာအကောင်းအောင်ထားနိုင်ဖို့ဆိုတာ ခက်တယ်မရနိုင်ဘူးနော်အိန္ဒိတွေကိုငြိမ်အောင်လုပ်နိုင်တဲ့သူအိန္ဒိငြိမ်မှုမှာပြောနေတဲ့သူကဒါလည်းကမ္မထံကိုကောင်းကောင်းထားနိုင်ကြတာဒါလောကမှာရှိတယ်မရှိရင်မြတ်စွာဘုရားမောဘူးရှေးတော်ယဟန်တွေအဲ့လိုပုံယဟန်တွေပဲများတယ်ဒီအဲ့ဒီလိုတဲ့ကမ္မထံမှာအိန္ဒိတွေထိန်းရတဲ့တဆင်ကမ္မထံမှာကောင်းကောင်းထားနိုင်တဲ့သူတွေဟာစစ်တော်မဲဆုနော်ဇာလံသေခြင်းရဲ့ကွန်ရက်တွေကိုဖြတ်ပြီးတော့အရိယကိစ္စံဒီကမ္မထံအရိယအဆင့်ကိုရောက်ပြီးတော့တဲ့ခေတ်စံဒီနိဗ္ဗာန်ကိုသွားနိုင်ကြတယ် ဩကမ္မထံအကောင်းကောင်းထားနိုင်တဲ့လူတွေကအဲသိချင်းရဲ့ကွန်ရက်ဖြစ်တဲ့တဏဆိုတဲ့ကွန်ရက်ကိုဖြတ်ပြီးတော့တဏဆိုတဲ့ကွန်ရက်ကိုဖြတ်နိုင်တဲ့အခါကျတော့နိဗ္ဗာန်ကိုတန်းရောက်သွားတော့တာနိဗ္ဗာန်ရောက်သွားတာပဲအဲဒီကကြောင့်ထပ်လျှောက်ပြန်ရောဒုက္ခမောဘဂဝဝိသမောမဂောမဂောနိဗ္ဗာန်လားနိဗ္ဗာန်လားလို့အရှင်ပြပြောတယ်ဗျာနိဗ္ဗာန်လားကိုရောက်အောင်သွားတယ်ဂိသတိဆိုတဲ့စကားကိုပြောတယ်ဗျာဝိသမောမဂောနိဗ္ဗာန်လားဟာဝိသမမငင်းညွတ်ဘူးဗျာ ပြ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 လျှော့လျှော့လွယ်လွယ်ကူကူသွားလို့မရဘူးဒေါကမောသွားဖို့ရခဲရဲမှတယ်ဖရာဆိုပြီးရှောက်တာရှောက်တဲ့အခါကျတော့ဒေါကမေဝိသမေဝါပြီးအရိယာခစ္ဆန်ဒီကာမတာကာမရဏတယေအရိယာရိယာပုဂ္ဂိုလ်တွေကတော့ဒေါကမေဝိသမေသွားဖို့ရခဲရင်နဲ့မညီမညွတ်ဖြစ်နေတဲ့မကင်ရှိပါဆိုတဲ့လမ်းကိုခစ္ဆန်ဒီရောက်အောင်သွားနိုင်ကြပါတယ် ဒီနေရာမှာတကယ်တော့မက္ကင်ရှင်ပါမက္ကင်ရှင်ပါဆိုတာကမက္ကင်လို့ပြောလိုက်မက္ကသစ္စာဆိုတော့ပြောလိုက်ရင်ဘာကိုရောက်ောက်တာလဲဆိုရင်မဆိတ်လေးပါးမှာရှိတဲ့မက္ကင်ရှင်ပါကိုကောက်တာနော်မဆိတ်လေးပါးမှာရှိတဲ့မက္ကင်ရှင်ပါမှာတော့ဒုက္ခမေသွားဖို့ရခဲရင်တယ်ဆိုတဲ့လမ်းကြောင်းမရှိဘူးဝိသမမညင်ညွတ်ဖို့ဆိုတဲ့လမ်းကြောင်းမရှိဘူးဘယ်အခြေအနေကိုပြောရလဲဆိုတော့အဲ့ဒီနိဗ္ဗာန်ကိုရောက်စရောက်နိုင်တဲ့မက်ကင်မက်ဆင်မာကြီးမက်ဆင်ဖြစ်တဲ့မက်ကင်ရှင်ပါကိုအဓိကပြောချင်တာပေါ့မက်ဆင်ဖြစ်တဲ့မက်ကင်ရှင်ပါကိုရောက်စေနိုင်တဲ့ပฏิပဒါကျင့်စဉ်ကျင့်တဲ့အချိန်လေးကိုပြောတာ သမထကျင့်တဲ့အချိန်ဝိပဿနာကျင့်တဲ့အချိန်မှာတဲ့ဝိသမေမလွယ်ဘူးတဲ့တော်တော်ကိုဟုတ်ဟုတ်လိုက်မဟုတ်လိုက်ဥစဉ်တို့ခုခဲ့ဆိုလဲကြားပါတယ်ဥစဉ်တို့တရားအားထုတ်တယ်တရားထုတ်တဲ့အခါကျတော့နိဗ္ဗာန်ကတကယ်မရောက်သေးဘူးဒါပေမဲ့နိဗ္ဗာန်ရောက်ပြီလို့ထင်နေကြတာဟောဝိသမမညင်ညွတ်ဘူးမညင်ညွတ်ဘူးနိဗ္ဗာန်ဆိုတာလမ်းကိုတကယ်နိဗ္ဗာန်ဆိုတာတန့်ရောက်ဖို့မဟုတ်ဘူးဒါကလည်းကျတော့နိဗ္ဗာန်ဟောအတုတွေနဲ့တွေ့တတ်တယ်မဲအတုတွေနဲ့တွေ့တတ်တယ်မဲအတုတွေနဲ့တွေ့ပြီဆိုရင်ဝိသမဒုက္ကမေခါနိဗ္ဗာန်ကိုရောက်မှသွားပဲနဲ့လမ်းကြောင်းပြောင်းသွားတာ ဟုတ်တယ်မလားအဲဥဒ္ဒနောတင်းကျော်တယ်မလားတင်းထားပါတယ်နော်တင်းကျော်တယ်မှာတင်းထားပါတယ်အဲမက္ကမက္ကညာနာတနာဝိတ္တိခမ်းပါဆိုရင်မြတ်တင်းကျော်တယ်မှာပြောထားတယ်လေအဲဘယ်ဝိအဲ့ဒါဘာလို့ဩကာသောပိတိပတ္တိနော်ဒီမဘောစာပက်ခောဆိုအဲ့ဒါတွေကနိဗ္ဗာန်လမ်းကြောင်းနိဗ္ဗာန်တကယ်မရောက်သေးဘူးနိဗ္ဗာန်လမ်းကြောင်းအစ်စ်မှန်မဟုတ်ဘူးအလင်းရောင်တွေပေါ်တာတွေနော်ပိတိတွေကြက်ကြက်တိမွေးညှထားလောက်အောင်ထားဖြစ်တာတွေဒါလေးတွေကနိဗ္ဗာန်ရောက်ပြီလို့တချို့ကထင်ကြတယ်ဒီလောက်လေးနဲ့နိဗ္ဗာန်မဟုတ်သေးဘူး အဲ့ဒါကြောင့်ဒုက္ကမေကျင့်စဉ်ကျင့်တဲ့အချိန်မှာဆိုရင်တဲ့ဒုက္ကမေသွားဖို့ရတော်တော်ခက်တယ်တဲ့ဝိသမေလမ်းကြောင်းမှားတယ်မှန်တယ်ဆိုတော့ဒါကလေးကွယ်ခက်ရတာခက်တယ်တဲ့အဲ့ဒီလိုလမ်းကြောင်းဟိုအခြေခံကျင့်စဉ်အနေနဲ့ခက်ခဲတဲ့ကျင့်စဉ်တွေကိုအရိယာကိစ္စံဒီတဲ့အရိယာပုဂ္ဂိုလ်ဖြစ်မဲ့သူအရိယာပုဂ္ဂိုလ်ဖြစ်သွားတဲ့သူတွေကတော့ရောက်အောင်ကိုရောက်သွားကြပါတယ်နိဗ္ဗာန်ရောက်အောင်ကိုသွားကြပါတယ်အနာရိယာဝိသမေမက်ကေပပတံဒီဝန်တိတာအနာရိယာအရိယာမဟုတ်တဲ့ပုထုဇဉ်တွေကတော့ ဝိသမေမတ်ကေမညညွတ်တဲ့မိစ္ဆာလံမိစ္ဆာလံမှာဒါကြတော့ကေလံအစစ်ပဲဝိသမအစစ်ပဲနော်ဝိသမေမတ်ကေမညညွတ်တဲ့လိပ်ပံလံဆိုတာမှားတဲ့လံကြီးကိုမှားမှားတဲ့လံကြီးကိုသွားယူပြီးတော့တဲ့ပပတန်ဒီအဝံသိတာဥကောင်းဆောက်ထိုးကြကြတော့တာပဲဥကောင်းဆောက်ထိုးကြကြတော့ပါပဲဥကောင်းဆောက်ထိုးဆိုတာတော့ထာဂရာဖွင့်ထားတဲ့ညံနေပြောင်းညံဖြစ်သွားတာနော်ညံနေပြောင်းညံဖြစ်သွားတာအရိယပုဂ္ဂိုလ်ပုရုဇဉ်ပုဂ္ဂိုလ်တွေကတော့ပုရုဇဉ်ရဲ့အကြိုက်ကတော့ကာမဂုဏ်ပဲ ဘုရုဇင်ရဲ့အချက်ကတော့ပေါ့ပေါ့ပါပါဟိုပမာဒနဲ့ပဲကြိုက်ကြတာပမာဒနဲ့နေပြီးတော့ကာမဂုဏ်တွေဘက်ကိုအာယုံကအစွဲတွေများနေတာဖြစ်တဲ့အတွက်ကြောင့်သူတို့လမ်းကြောင်းတွေရွေးတဲ့နေရာမှာအမားတွေရွေးကြတာများတယ်အမားတွေရွေးမိပြီးဆိုရင်အဲ့ဒီအမားကနေအမှန်ကိုပြန်မတက်နိုင်တော့ဘူးဆိုရင်အဲ့ဒီပုံကိုယ်ကညံနေတာပြောင်းမြန်ဖြစ်သွားပြီဖြစ်ရက်သွားပြီးတော့ပပတန်ဒီအပင်ငရဲကိုကျသွားတဲ့အဆင့်ထိကိုရောက်သွားပါတယ်အရိယာနန္ဒမောမကောအရိယာပုဂ္ဂိုလ်ရဲ့ လမ်းကတော့တမောညင်ညွတ်ပါတယ်တကယ်ဖြောက်ပါတယ်အရိယာဟိဝိသမေတမအရိယာပုဂ္ဂိုလ်တွေကဝိသမေကျန်တဲ့သူတွေကမညင်ညွတ်တဲ့လမ်းကိုသွားနေကြတယ်မညင်ညွတ်တဲ့ကျန်မညင်ညွတ်ဘူးဆိုတာမကောင်းတာတွေကိုပြောတာပါပဲနော်အကမကောင်းတဲ့အကျင့်တွေကိုကျင့်နေကြတဲ့သူတွေလူသားတွေရဲ့အလဲမှာအရိယာပုဂ္ဂိုလ်တွေကတမတကယ်ညင်ညွတ်ညွတ်ကောင်းတဲ့အကျင့်တွေကိုကျင့်နိုင်ကြပါပြီတယ်ဆိုပြီးတော့မြတ်စွာဘုရားကအမိန့်လာပေါ့နော်ဟုတ်ပြီမေဇာလာစန္ဒသော ။နာဝတိမျိုးမှာမြတ်စွာဘုရားသတင်းသုံးစဉ်မေဇာလဆန္ဒအနတ္တကမြတ်စွာဘုရားစီဒီကတာလျှောက်တယ်။တမ္ပါဒေဝဒဩဃာတံအဝိတိဗုရိမေရသောယောနဇာနမဘုသိဗုဒ္ဓောပတိလီနနေတဘောမုနီ။ယောယန္တဘာဟာဗုရိမေရသောပညာကလည်းကြီးကျယ်ပါပေတယ်။ဘုဒ္ဓအသစ္စာလေးပါးကိုလည်းပဲသိတယ်ပတိလိနာနေသဘောမာနကိုလည်းပဲ င်းအောင်လုပ်ပြီးတော့မြင့်မြတ်တဲ့အဆင့်ကိုရောက်သွားပါတယ်။ဒါအရိယာပုဂ္ဂိုလ်တွေကိုပြောတာပါပဲ။အရိယာပုဂ္ဂိုလ်တွေဟာဉာဏ်ပညာကြီးတယ်။အရိယာပုဂ္ဂိုလ်တွေဟာသစ္စာလေးပါးကို မြင်တယ်။အရိယာပုဂ္ဂိုလ်တွေဟာမာနတွေကင်းသွားပြီ။အဲ့လိုဂုံအင်္ဂါတွေနဲ့ပြည့်စုံတဲ့အရိယာပုဂ္ဂိုလ်တွေဟာသံပါတွေ၊နေဝရဏတွေနဲ့ကျင်းမြောင်းတဲ့အရက်မှာဩဃာသံတရားဖြစ်တဲ့ဇံကိုအဘုဇီသိတော်မူကြပါပြီတဲ့။ညတကယ်ပြောချင်တာကဘာပြောချင်တာလဲဆိုတော့လောကမှာ လောကလူသားတွေကတံပါဒလို့ခေါ်တဲ့ကျင်းမြောင်းတဲ့နေရာမှာနေကြရတာအိမ်ကြီးကဘလောက်ကြီးကျဲကျဲရက်ွက်ကြီးကဘလောက်ကြီးကျဲကျဲမြို့ကြီးကဘလောက်ကြီးကျဲကျဲသူတို့နေတဲ့နေရာကကျင်းတယ်နော်ဘာဘူးလို့ကျင်းတာလဲဘာပြုလို့ကျင်းတာလဲလို့ပြောရင်ဒါသူတို့ကနေရဏတွေနဲ့ကျင်းနေတာဟုတ်တယ်မလားဦးဇင်းတို့အစာအုပ်ကြီးဘလောက်ကြီးကျဲတယ်ပြောပြောကာမဲ့ဆန္ဒနေရဏတွေဒီမဲ့ပဲစဉ်းစားနေမယ်ဆိုရင်သူ့မှာအလုပ်တွေကရှုပ်လို့ပဲနေရာတွေကကျင်းသွားတာပဲ ဗျာမာရဆိုတဲ့ဗျာမာရနေဝရဏဒိဋ္ဌမိတ်တနေဝရဏအစသဖြင့်ပေါ့ကွာ။အဲနေဝရဏတွေနဲ့ကျင်းမြောင်းတဲ့ကျင်းမြောင်းတဲ့လောကကြီးထဲမှာလူတွေကတော့နေဝရဏတွေနဲ့နေပြီးတော့ကျင်းနေကြတယ်။ဒါပေမဲ့အရိယာပုဂ္ဂိုလ်တွေကတော့တဲ့ဩကာသံအဲ့ဒီကျင်းတဲ့နေရာနေတကယ်တရားတစ်ခု ထောက်တရားတစ်ခုကိုရသွားတယ်။ထောက်တရားပါလဲဆိုတော့ဇံပဲတဲ့နော်။ဇံဆိုတဲ့နေရာမှာလောကီဇံလည်းပါတာပေါ့။လောကုတ္တရာဇံလည်းပါတာပေါ့။ဒါဆိုရင်ဒီတဒီကတာကိုအချုပ်ချုပ်ပြီးတော့ပြောမယ်ဆိုရင် တရားအားထုတ်ပြီးတော့တရားတို့ရသွားတဲ့သူတွေဟာဘဝမှာထောက်တရားရပြီးတော့ဇန်နေရသွားအောင် လုပ်နိုင်ကြတယ်။ဘဝမှာထောက်တရားရပြီးတော့မက်ဖို့တွေရအောင်လုပ်နိုင်ကြတယ်။အဲတရားတို့မရတဲ့ပုံကိုယ်တွေကတော့နေဝရဏတွေနဲ့ပဲကြောင်ပိတ်ပြီးတော့ဒီဘဝလည်းပဲဒုက္ခတွေရောက်တယ်။နောက်တန်ရမှာလည်းပဲဒုက္ခတွေရောက်ကြပါတယ်လို့ပြောတာ။ဟုတ်ပြီ။တန်အဲဒီမှာမြတ်စွာဘုရားကပြောတယ်။တမ္ပါတိဝါပိဝိန္ဒန္တိဓမ္မနိဗ္ဗာနပတ္တိယယေသတ္တေ ပစ္စလထံတို့တမ္မာတေတို့တမ္မာဤတာယေအဲ့ဒီကျန်ရိယပုဂ္ဂိုလ်တွေဟာယေကျန်ရိယပုဂ္ဂိုလ်တွေဟာဒတိုင်ပစ္စလပစ္စလထံတို့တဲ့ကျန်တတိနှစ်မျိုးကိုရကြတယ်ဘာတတိလဲဆိုဝိပဿနာတတိနဲ့ မတ္တတိဝိပဿနာကျင့်ပြီးတော့ဝိပဿနာဇာယုံနာနေပေါ်မှာအတန်ဟာတတိထပြီးတော့မြင်ញင်းဆိုတဲ့တတိဝိပဿနာတတိရယ်မရအောင်လုပ်ပြီးတော့မတ်မှာပြတဲ့တတိရယ်အဲ့ဒီတတိကိုပစ္ဆာလက်ထံလို့ရသွားကြတယ် အဲ့လိုတတိကိုဘုပ္ပတနာရှုပြီးတော့မရအောင်လုံနိုင်တဲ့ပုံကိုယ်တွေကတမ္မာတေသူတမအိတာတို့တွေကကောင်းကောင်းစိတ်ကလေးဟာတည်ငြိမ်သွားကြပြီးတော့တဲ့ဇန်အဆင့်ကိုရောက်သွားပြီးတော့တမ္မာတေဝိန္ဒန်တီဓမ္မံတမ္မာတေနိဝရဏတွေနဲ့ကျင်းမြောင်းတဲ့လောကကြီးထဲမှာဓမ္မံဇန်တရားကိုဝိန္ဒန်တီရအောင်လုံနိုင်ရတယ်နိဗ္ဗာန်ပတ္တိယနိဗ္ဗာန်ရောက်ဖို့ရာအတွက်တတိလေးထားရတယ်အပြန်ပြောမယ်နော်အဲ့ဒါလေးပြန်တော့ပါပြီရေတတိန်ပိစ္ဆလဘဓဋ္ဌံတို့နိဗ္ဗာန်ပတ္တိယ ။အရိယာပုဂ္ဂိုလ်တွေကနိဗ္ဗာန်ရောက်ဖို့ရာအတွက်ဥပဒနာတွေရှုကြတယ်။နိဗ္ဗာန်ရောက်ဖို့ရာအတွက်အဲမက်တေရမန်မက်ခင်ရှိပါးကိုအားထုတ်ကြတယ်။အဲ့လိုနိဗ္ဗာန်ရောက်ဖို့ရာအတွက်ဥပဒနာရှုနိုင်တဲ့ပုဂ္ဂိုလ်မက်ခင်တွေကိုပွားများနိုင်တဲ့ပုဂ္ဂိုလ်ကဝိပဿနာတတိမက်တတိတွေကိုပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်တမာဟိတာတို့တွေကဇံရတဲ့အဆင့်အထိတည်ငြိမ်သွားကြတယ်။ တင်းကျင်းသွားတာကြဖြစ်တဲ့အတွက်ကြောင့်တာမန်ပုထုဇဉ်တွေကနေရဏတွေနဲ့ကျင်းမြောင်းပြီးတော့ကျင့်ကြပြီးတော့နေရပေမဲ့လည်းသူတို့တွေကဇန်ဆိုတဲ့တကယ်လွတ်မြောက်မှုတွေအဲထောက်တရားတွေသူတို့တွေရအောင်လုပ်နိုင်ရပါတယ်။ဒါကြောင့်ဒါအတိအကဘာပြောချင်တာလဲဆိုတော့အကြောင်းရှိရင်အကျိုးရှိတယ်။အဲနေရဏဆိုတဲ့အကြောင်းတွေအားထုတ်တဲ့ဆိုရင်တံပါဒကျင်းမြောင်းတဲ့ဒုက္ခရောက်ခြင်းဆိုတဲ့အကျိုးတရားတွေရမယ်။ အဲဝိပဿနာတွေမက်တယ်မက်ကင်စေဆိုတဲ့အကြောင်းတရားအကောင်းတဲ့အကြောင်းတရားတွေအားထုတ်မယ်ဆိုရင်အဲဇန်လောကီဇန်လောကုတ္တရာဇန်ဆိုတဲ့တကယ်ထောက်တရားတွေချမ်းသာတဲ့အရာတွေရသွားမယ်ဒါဝိရိယပြောတာပါနော်ကျေတော်ပါ